မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့လေဖိအားနဲ့ရုံဝချင်းနေတဲ့သတင်းကိုဖော်ပြပေးကြပါမယ်2025ခုနှစ်နိုဘာ16ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မိုးလတ်၂နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မိုးလတ်၁၂နာရီခွဲချိန်တိုင်းထွာချက်တွေရပင်လာပဲလို့အနောက်တောင်ပိုင်းတီရီလင်ကနိုင်ငံကမ်းတော်မှာလေဖိအားနဲ့ရုံဝ low pressure area တစ်ခုဖြစ်ပေါ်နေပါတယ်အဆိုပါလေဖိအားနဲ့ရုံကတော့နောက်24နာရီအတွင်းမှာတော့အနောက်အနောက်ဘက်ကိုဖြင်းရင်းစွာရွေးရှားနိုင်တယ်လို့လည်းခန့်မှန်းရပါတယ်ရှင် ဆက်လက်ပြီးတော့လည်းနေ့စဉ်မိုးလေဝသတင်းကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်နိုဘာ16ရက်နေ့ဒီနေ့ည9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဘင်္ဂလားပင်လယ်အော်ချင်းတွေဟာဒီနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲချိန်တိုက်ထွာချက်တွေရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတိရိလင်္ကာနိုင်ငံကမ်းလွန်မှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရောင်း low pressure area ကတော့ဆက်လက်တည်ရှိပါတယ်။အစောပိုင်းလေဖိအားနဲ့ရောင်းကတော့နောက်24နာရီအတွင်းမှာအနောက်အနောက်မြောက်ဘက်ကိုဖြင်းညင်းစွာရွေးရှားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့တဲပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းပြီးတော့ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြံဘင်္ဂလားပင် နယ်အော်မှာတည်ရင်တည်ရဲကလည်းတည်ထူတတ်ပါတယ်။မနက်ပါမွန်တက်ချိန်ဒီခံမှန်းချက်မှာတော့ရောင်တိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာနေရာကွက်ကြားမိုးထစ်ကြုံရွာသွားပါမယ်။ ရွာရံလုံး60ဖြစ်ပါတယ်။မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့အများအပြားတာယာပြီးတော့ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်သိမ်းတဲ့ဖြစ်ထွန်းပါမယ်။မြမပင်လယ်ပြင်မြို့ဝကျွန်းပေါ်မုံတမကွေမွန်တရဲနိုင်ကရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာတော့တခါတရံမိုးသက်လေပြင်ကြာရောက်ပြီးလှိုင်းသိမ်းတဲ့ကနေလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်ကြာရောက်စဉ်ရေပြင်မြေပြင်လေပြင်ဟာတနအိုက်ကို25မိုင်ကနေမိုင်30တိတိုက်ခတ်ပါမယ်။ လိုင်းမီဟာမြဝကြုံမမုံတမဝေမွန်တဲ့နိုင်ကရန်တရှောင်းနဲ့ကန်းလွန်ပင်လေပြင်းမှာတော့9ဘေးကနေ9ဘေးကရှိပါမယ်။ကြံမမပင်လေပြင်းမှာတော့လိုင်းတဲ့တဲ့ရှိပါမယ်။လိုင်းမီဟာရခိုင်ကန်းရန်တရှောင်းနဲ့ကန်းလွန်ပင်လေပြင်းမှာတော့6ဘေးကနေ10ဘေးကရှိပါမယ်။နောက်နေ့အတွက်ကမန်းချက်ကတော့နေပြည်တော်ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာကွက်ကြားကနေနေရာကျကျမိုးထကြုံရွာသွားပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနက်ဖြန်မိုးတက်ကြတဲ့ကမန်းချက်ကတော့ တိုင်တင်းတဲ့ဖြစ်တော့မှာမယ်။ရောင်မျိုးနဲ့အနီးတွိုက်တော့မနက်ဖြန်မိုးတက်ချိန်ဒီခမှန်းချက်ကတော့နေရာကွက်ကြောင့်မိုးတက်ကြုံရွာတော့မှာမယ်။ရွာရံလုံး60ဖြစ်ပါတယ်။မန္တလေးမျိုးနဲ့အနီးတွိုက်မှာတော့မနက်ဖြန်မိုးတက်ချိန်ဒီခမှန်းချက်ဟာအများအပြားအသင့်ရပါမယ်ရှင်။ဆက်လက်ပြီးတော့လဲနိုဘာလာကွန်ရဲ့မှာဘင်္ဂလားပင်လယ်ော်တွင်ဖြစ်လာနိုင်တဲ့မုန်တိုင်းနဲ့မုန်တိုင်းတက်ရောက်နိုင်တဲ့အခြေအနေတွေဟာမလိုအပ်တဲ့နေရာတွေမှာမလိုအပ်တဲ့မိုးတွေရွာသွန်းတာကြောင့်မြန်မာပြည်တောင်ပိုင်းဒေသတွေကိုတိမ်အနေနဲ့ low cloud တွေဝင်ရောက်လာနိုင်တဲ့အခြေအနေကနိုဘာ၁၇ကနေနိုဘာ၂၁ရက်ထိအားကောင်းတာကို တွေ့ရပါတယ်။တိုင်နေနေဝင်ရောက်တာကိုရှင်းရှင်းလင်းလင်းဖော်ပြပေးနိုင်အောင်မိုးရွာနဲ့မိုးများတဲ့အခြေအနေဖြစ်လာတာပဲဖြစ်စေဖြစ်မလာတာပဲဖြစ်စေလိုအပ်နိုင်တဲ့ပြင်ဆင်မှုတွေအမိုးကရိတ်သိမ်းပြီးတင်းနှံနေမြေမြစ်ကိုရှေ့ပြောင်းထားတာတွေကိုပြုလုပ်ပေးရမယ်လို့ဆိုပါတယ်။ဆက်လက်ပြီးတော့လည်းမြင်းလေသတင်းကိုဖော်ပြပေးကြပါရစေ2025ခုနှစ်နိုဘာ16ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်3:48မိနစ်အချိန်မှာတော့တမူးမြင့်လင်းစခန်းကနေအရှိတောင်ဘက်26မိုင်ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်မော်လိုင်းမြို့ရဲ့ရှိ ော်လိုက်မြို့ရဲ့မြောက်အရှိမြောက်ဘက်24မိုင်ကန်အကွာမြောက်လက်တီကျူ23.95ဒီဂရီအရှိတော်ကြီးကျူ94.5ခွန်ဒီဂရီအနက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရတာစကေ3.5အစင်းရှိတဲ့အင်အားအနှဲ့ငယ်ရှိတဲ့မြေနဲ့တကူလှုံ့ရှားသွားကြောင်းတိုက်ထွာရရှိတယ်လို့မလို့သားနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လန်ဒန်ပြကန်မှာရှိတဲ့ဘန်းစီရဲ့ဂဲဝက်ဘောလုံးပစီကားကိုခိုးယူခဲ့သူထောင်ချခံရတဲ့ကြောင့်ဖော်ပြပေးကြပါမယ်။ ဗြိတိရှ်ဂရက်ဖစ်တီအမှုပညာရှင်ဘန်းစီရဲ့အထင်ရှားဆုံးပကြီကားတစ်ချက်ဖြစ်တဲ့ Gabriel Bolon ကိုတော့လန်ဒန်ပြိုင်ခိုင်တစ်ခုကနေခေါ်ယူခဲ့တဲ့ Larry Fraser မြရှိတဲ့မြို့သားတယောက်ကတော့ Nova 14ရဲ့မှာထောင်ဒဏ်73လချမှတ်ခံလိုက်ရပါတယ်။အသက်59နှစ်ရှိတဲ့ Fraser ကတော့စတေဘာလာရဲ့ညှင်းတဲ့အချိန်မှာလန်ဒန်မြို့လေ Fastoria area က group ပကြီပြကန်းရဲ့မှန်ကားကိုတူနဲ့ထုတ်ခွဲပြီးအမှုပညာရှင်ရဲ့လက်မှတ်ပါရှိတဲ့ပုံနှိပ်လက်ရာကိုခေါ်ယူခဲ့ပါတယ်။ညနေပုံနဲ့ သူ့ရဲ့ပုံမှန်ကိုဖုံးကွယ်ဖို့ကြိုးစားခဲ့ပြီးမယ်ဖရီဇာကိုကင်မရာမှာမှတ်တမ်းတင်နိုင်ခဲ့ပြီးတော့ဖောက်ထွဲကိုယူမှုဖြစ်ပွားပြီးနှစ်ရက်အကြာမှာတဲ့ရဲတွေကသူ့ကိုချီရခံလိုက်ပါတယ်။အော်တိုဘာလာမှာတော့သူဟာအပြည့်ရှိတဲ့ကြောင်ဝင်ခံခဲ့ပြီးတော့တောက်ကြနေမှာကင်းစတန်ခရောင်းတရားရုံးကသူ့ကိုထောင်ဒဏ်13လချမှတ်လိုက်ပါတယ်။ အနည်းအောင်အသက်နှလုံးပုံမိုးပြန်ပူပေါင်းကိုလက်လန်းနေတဲ့မေကလေးငယ်ရဲ့ရုပ်ပေါ်ပါဝင်တဲ့ဒီလက်ရကတော့ပေါင်3000 3000ဒေါ်လာအပြင်3600 2368တန်ဖိုးရှိတယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်လန်ဒန်နဲ့တခြားနေရာတွေမှာလည်းအဲ့ဒီပုံရိပ်ကိုတရုတ်ဖော်ထားတဲ့နိုင်ငံပကြီးကားတွေအများကြီးရှိပါတယ်ဂဲရဝက်ပေါ်တော့ပကြီကားကတော့2002ခုနှစ်မှာလန်ဒန်မြို့ shortage ရက်ကွက်ရဲ့လမ်းတွေပေါ်မှာပထမဆုံးပေါ်လာခဲ့တာဖြစ်ပြီးတော့ဒီပကြီကားရဲ့ဘာရှင်မြို့မြို့ကို2004ခုနှစ်မှာလန်ဒန်မြို့ သိန်းမြစ်ပြီးမှရှိတဲ့တောင်ပိုင်းကမ္ဘာမြေမှာ2005ခုနှစ်မှာအစ္စရေးနဲ့အနောက်ဘက်ကန် CU နိုင်ငံမှာလည်းဖန်နေခဲ့ပါဗျ။ဗန်းစီဟာနိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေကိုထိထိမိမိပုံဖော်ထားတဲ့ graffiti အမှုပညာကြောင့်နာမည်ကြီးလာခဲ့ပါဗျ။တချိန်ကအင်္ဂလန်နိုင်ငံ Bristol မြို့ကမထေမရှားလမ်းဘေး graffiti အမှုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပေမဲ့သူ့ရဲ့အမှုပညာလက်ရာတွေကတော့အလွန်နာမည်ကြီးပြီးတော့တန်ဖိုးမြင့်မားခဲ့ပါဗျ။ဆက်လက်ပြီးတော့ဘာလီကျောမှာမီနီဘတ်မတော်တဆမှုကြောင့် တရုတ်ခီးသွား9ဦးသေဆုံးတဲ့အကြောင်းဖော်ပြပေးပါမယ်။အင်ဒိုနီးရှားနိုင်ငံရဲ့အပန်းဖြေပါလီကျောမှာတော့နိုဘာ14ရက်ကအငါးမိနစ်ပါကတစီရှို6ခတ်တိုင်နေတဲ့ကိုထိုးကြသွားလို့အနည်းဆုံးခီးသွား9ရောက်သေဆုံးပြီးတော့ရှင်းရောက်တရားရတဲ့အကြောင်းဒေသရင်းတွက်ဖွဲ့မှုဝက်ဝမ်စူတာဒီကဆိုပါတယ်။တရုတ်နိုင်ငံသား73ယောက်ကတော့ဒန်ဘာစာမျိုးကပါလီကျောမြောက်ပိုင်းမှာရှိတဲ့ဘူလဲလန်းဒေသကိုတွားရောက်တဲ့အချိန်မှာပတော်ရဆမှုဖြစ်ပေါ်လာလို့ဆိုပါတယ်။ဘူလဲလန်းရီဂျင်စီ ရင်ထင်းရဲဌာနအကြီးကဘာတီယာအာနီ ဖင်ကတော့မနက်၄နိုင်ခွဲလောက်မှာတန်ပါစာကနေစင်ကားရာဂျာကိုမောင်းလာတဲ့ high eight ဘန်ကာတစီအထူးသဖြင့်ပါတန်းပူလီယာဒေတာတဝိုင်းမှာမတော်စားမှုဖြစ်ပွားပြီးတော့အဲ့ဒီဘန်ကာထဲမှာအင်ဒိုနီးရှားရင်မောင်းတယောက်နဲ့တရုတ်နိုင်ငံသား၁၃ယောက်လိုက်ပါပြီးတော့လူကြီး၁၂ယောက်နဲ့ကလေးတယောက်အပါအဝင်လူ၁၄ယောက်ဖြစ်တယ်။ဒီဖြစ်ရမှာလူ၅ယောက်လောက်သေဆုံးသွားတယ်လို့ဆိုပါတယ်။ဒေတာရဲတပ်ဖွဲ့မှ ကတော့ရင်းမောင်းဟာရင်ကိုမထိန်ချုံနိုင်တာကြောင့်တခြားကားတစ်စီးစီးနဲ့တိုက်မိမှကိုရှောင်ရှားဖို့အတွက်တစ်ဖက်တစ်ဖက်ကိုဝင်တိုက်လိုက်ပြီးတော့ဘယ်ဘက်ကိုကိုယ်ဝင်မယ်လဲမီနီဘတ်ကလွင့်ဆင်ပြီးတော့6တိမ်တဲကိုထိုးကြတာလို့ဆိုပါတယ်တန်ရာရရှိတဲ့သူတွေကိုအနည်းဆုံးဆင်းရုံကိုပို့ဆောင်ခဲ့ပြီးတော့ရင်းမောင်းကတော့အသက်ရှင်ကျန်ရပြီးတော့တန်ရာရရှိခဲ့ပါတယ်သေဆုံးသူတွေရဲ့နာမည်အသေးစိတ်အချက်အလက်ကိုတော့မသိရှိရလို့အပြစ်မိုင်းရင်ကွဲစစ်ဆေးမှုအတွင်သူတို့ရဲ့ဝိသေသလက္ခဏာတစ်ခုခုကနေဘသူဘဝဖြစ်တယ်ဆိုတာကိုတော့ဖော်ထုတ်ရမှာပါလို့ ဘူလဲလန်းပြည်နယ်စေယုံမှုကင်းဆရာဝန်ကဆိုပါရရှင်။ဆက်လက်ပြီးတော့ဘော်တုံးကံပြီးတော့ရေတောက်ရကနဲ့မြို့သားတယောက်သေဆုံးတဲ့ကြောင်းဖော်ပြပေးကြပါမယ်။ကချင်ပြည်နယ်ဝိုင်းမော်မှာတော့မြို့သားတအူဘော်လုံးကံပြီးတဲ့နောက်မော်လို့ရေတောက်ရကနဲ့မူလဲပြီးတော့သေဆုံးသွားရလို့မျက်မှွန်စေတနာလူမှုကွန်ကြီးအသင်းကသိရပါဗျ။ဖြစ်စဉ်ကတော့မနေ့ကညနေ6:00နာရီဝန်းကျင်ချိန်မှာတော့ဝိုင်းမော်မြို့ရက်ွက်တုံးမှာရှိတဲ့ပူဇယ်ဘော်လုံးကွဲမှာအသက်35နှစ်အရွယ်ဆိုင်းအိုက်အန်ဆိုသူကတော့ဘော်လုံးကံပြီးပြီးချင်းရေတောက်ရကနဲ့ရုတ်တရက်မူလဲတာဖြစ်တယ်လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့ထိုင်းဆိုရကအကြောင်းပြချက်မရှိဘဲနဲ့ဗီဇာ free သုံးပြီးတော့ဗီဇာ run နှစ်ကြိမ်ပို့လို့ရင်တော့ပေးချမဲ့ကြောင်းဖော်ပြပေးပါမယ်ထိုင်းလူမှုကြီးကြပ်ရေးဘူရိုကဝင်ကြီးချုပ်နဲ့ရဲချုပ်တို့ရဲ့ cyber ရာဇဝတ်မှုတွေကိုစစ်တင်ညာထားတဲ့မူဝါဒအရာအရေးပေါ်အစီအစဉ်တစ်ခုခေါ်ယူခဲ့ပါတယ်လူမှုကြီးကြပ်ရေးပြောခွင့်ရသူကတော့ခီးသွွားဟန်ဆောင်ပြီးနိုင်ငံတွေကိုဝှထွက်လောက်က cyber ရာဇဝတ်မှုတွေငွေကြေးခွာကြမှုတွေဒါမှမဟုတ်အပွဲစည်းတိုင်းကျုံ့လို့မှုတွေလှုပ်လာတဲ့နိုင်ငံခြားသားတွေကိုတွေ့တဲ့ကြကြတားဆီးသွားမယ်လို့ Nova 12ရက်က ပြောကြားလာပါတယ်။အထက်ကတင်ကြလိုက်တဲ့အစီအမံလေးရပ်ကတော့ဗီဇာရန်လှုပ်လို့သူတွေဝင်ခွင့်ပေးချမယ်။ဗီဇာ free ဗီဇာကင်းလွှဲခွင့်ကိုအခွင့်ကောင်းယူပြီးတော့ဗီဇာရန်အဝင်အထွက်ခဏခဏလုပ်နေတဲ့သူတွေကိုအထက်ကထားပြီးတင်းတင်းကြပ်ကြပ်စစ်ဆေးတော့မှလည်းဖြစ်ပါတယ်။ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲနဲ့ဗီဇာရန်ကိုနှစ်ကြိမ်တက်ပို့ပြီးအသုံးပြုတာတွေ့ရရင်ဒုမှုကြီးကြပ်ရေးကဝင်ခွင့်ပေးချတာမျိုးဖြစ်ပြီးတော့တကယ်ရဲ့ချက်အမှန်တိုင်းမှန်ကန်တဲ့ဗီဇာမျိုးစားကိုတွားလျှောက်ခိုင်းတော့မှဖြစ်ပါတယ်။ 2025ခုအစကတည်းကလေစိတ်တင်မှာဒီလိုလူပေါင်း2900လောက်ကိုဝင်ခွင့်ညှိပယ်ထားပြီလည်းဖြစ်ပါတယ်။